မင်္ဂလာပါရှင်ဘာမကိတိတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးမတ်လ22ရက်နေ့ညနေခင်းသတင်းများကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့စစ်ပောင်စီလောက်ကျန်နေသည့်ဒေသများရှိပြည်သူများတန်းတော်လိုင်းတက်များလာမည်ကို KNU ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီလက်အောက်နိုင်ကျန်နေသည့်ဒေသများရှိ ပြည်သူများထံမရောရအောင်လာမည်ဖြစ်ကြောင်းကရင်မျိုးသားစီယုံ KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကပြောကြားသည့် လက်ရှိနိုင်ငံရေးစီးရေးအခြေအနေများနဲ့ပတ်သက်ပြီးသတင်းစကားပြောကြားပေးရမေးမြန်းချက်ပေါ်ရှိခုကဲ့သို့ပြောပြခြင်းဖြစ်သည် လရှိစကောင်စီရဲ့လာအမှာဂျန်နေသေးတဲ့သူတွေအလုံးတရင်ပေးချင်တာကကျွန်တော်တို့ကလာကိုလာမယ်၊နေရောက်ရောက်အောင်လာမယ်၊ကျွန်တော်တို့ပြည်သူတွေရှိတဲ့နေရာကိုမရောက်ရောက်အောင်လာမယ်၊ကျွန်တော်တို့အုပ်ချုပ်ရေးစနစ်အတိတ်တွေပြန်စားချုပ်မယ်၊လူလူဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းတော်လန်ရေးလှုံ့ဆော်ပြီးတဲ့တစ်ချိန်ထဲမှာပဲအဲ့ဒါကိုချက်ချက်မကွာကျွန်တော်တို့ဆက်လက်လုပ်သွားမယ်ဆိုရဲတရင်ကောင်းပေးချင်ပါတယ်ဟုဘရူဆော့ဒေါ်နီကပြောသည် လက်ရှိကာလတည်းဆေအာနာရှင်အနေဖြင့်စီရီနိုင်ငံရေးတန်တမန်ရေးအဘက်ဘက်ရှူရွေးနေတဲ့အချိန်ဖြစ်ပြီးလူမှုလှူရှာမှုများကိုလည်းစိတ်ကောင်းစီအနေဖြင့်နှိမ့်နေနိုင်ခြင်းမရှိဟုပြောသည်တော်လိုင်းရေးအဖွဲ့များအနေဖြင့်လည်းနိုင်ငံရေးစည်ရေး၌အချက်အလက်များရှိနေတော့လေရင်းနေပင်တော်လိုင်းရေးပင်ဖြစ်ကြောင်း၎င်းကပြောသည် ဒီကြတဲ့တွေမရှိဘူးဆိုရင်ဒါတော်လန်ရေးလည်းမဟုတ်တော့ဘူး။ဘာလို့လဲဆိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေမဟုတ်မမှန်တဲ့ဟာကိုတော်လန်ဖြစ်တာလေ။အဲဒါကြောင့်ကျွန်တော်တို့ရှိတဲ့ခွန်အားနဲ့ပဲကျွန်တော်တို့ယက်တီတွေကိုဘလို့ဆိုတော်နေကပြောသည်။တပတ်တွင်စစ်ကောင်စီနေမင်းများကိုတိမ့်ပိုက်ချနိုင်ပြီးစစ်ကောင်စီကလည်းတော်လည်ရေးချက်ခွေများအနေဖြင့်တိမ့်ပိုက်နေမင်းများကိုအုပ်ချုပ်ရေးလုပ်နိုင်မည်မဟုတ်ဟုဝါရဖြန့်မှုများရှိနေကြောင်းဘရိုဆော့တော်နီကပြောပြသည် ကျောင်းလိုင်းလုံဆောင်မှုသည်စစ်တိုက်တာတစ်ခုလည်းမဟုတ်ဘဲပညာရေးကျန်းမာရေးအပေါ်ဝင်လူမှုဝန်ဆောင်မှုလုပ်ငန်းများကိုအမြဲစူးစမ်းဆောင်ရွက်နေပြီးဆယ်စုနှစ်များစွာအတွေ့အကြုံရှိကြောင်းပြောပြသည်ကျွန်တော်တို့နေရာတွေထိသိမ်းနိုင်ပြီဆိုရင်တည်တည်တတ်တတ်နဲ့ကိုကျွန်တော်တို့အုတ်ချုပ်နိုင်တယ်ကိုဘရူဆော့တော်နေကပြောသည်ဆက်လက်၍အုတ်ချုပ်ရေးစနစ်ပုံမှုကောင်းမွန်လုပ်ဆောင်ရန်သာရှိပြီးနေမီမြက်လူလူကိုပိုင်နိုင်စွာအုတ်ချုပ်နိုင်တယ်ကိုတည်တည်ပြနိုင်ကြောင်းပြောသည် လက်ရှိအခြေအနေများရောင်းစာနာရှင်စနစ်မုတ်ချကြဆုံးရမှာတေးချကြောင်းစစ်ကောင်စီအနေဖြင့်တော်လည်ရေးတက်မြောင်းလက်ရှိသိမ်းပိုက်ထားတဲ့နေမြများကိုပြန်လည်တိုက်ရွေးရမည်မဟုတ်ကြောင်း၎င်းကပြောကြသည်တော်လန်ရေးနိုင်အခက်ခဲများရှိနေတော့လေရှေးဆက်သွားမည်ဖြစ်ပြီးစစ်ကောင်စီထိန်းချုပ်ထားတဲ့လက်ကျန်နေမင်းများရှိ ပြည်သူများရှိရသောမရောက်ရောက်အောင်လာမည်ဖြစ်ကြောင်းဘရူဆော့တော်နေကပြောကြားခဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရကောင်ဆောင်များကလည်းယခု2025ရီတော်လရင်အတွက်တည်တာသည့်အပြောင်းလဲကိုဖော်ဆောင်ရရှိကြောင်းအတိပေးထားပြီးဆက်အနာသိမှုအဆုံးသက်စေနိုင်ရေးအတွက်အထွေထွေထုစစ်ကြီးတရက်ပြည့်လို့သွားရရှိကြောင်း NUG ကောက်ရေးဝန်ကြီးဌာနဟီအောင်စုဝန်ကြီးဦးရီမုံကမကြသေးမီကအတိပေးထားသည်ဆလဘင်းရေမြို့နယ်ကစစ်ကောင်စီစခန်းကုန်းတစ်ခုတိုက်ခိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ဒီနဲ့ရေးမျိုးနဲ့ကွန်ကြိုက်ဂျေရွာနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကုန်းကိုလက်နက်ကြီးနဲ့တော်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ YGF ကမက်လ21ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ အေးစကန်ကုံကိုပြီးခဲ့တဲ့မက်စလာ18ရက်နေ့မှာတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးတပ်ချက်ကြီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွေးပြောကြားတပ်ဖွဲ့ဝန်ကြီးအဖြစ်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကိုဒေါနာတရေဒေါနာစစ်ကြောင်းနဲ့ဟေးပြောက်ကြားတဲ့ YGF နဲ့မဟာမိတ်တွေဖြစ်တဲ့ယမငါစစ်ကြောင်း၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ကြောင်း၊ KNL တရေ29ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ရှိမျိုးနယ်မှာစစ်ကောင်စီတပ်ဘက်ကလည်းတော်လရင်တပ်ဖွဲ့တွေရဲ့စခန်းချို့ကို drone နဲ့ကင်းထောက်ပြီးဘုံကျေးတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်နှစ်ဖက်စီရင်တင်းမာမှုတွေရှိနေရပဲဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင့်ရောင်းရောင်းရှဲငုံနယ်လူဖမ်းပွဲများပြန်စိလာ လေနံကုန်းကျော်အနေနဲ့တာမီနဲ့ဦးဘုစကောင်စီလက်ပါစီများဖန်းစီရဲ့စူးစောက်ဟုဆိုဆိုရတဲ့ငို့တင်ဆက်ပေးပါမရှင်။စစ်မှုရဲပတ်စင်များလေးလေးလူမရလေးပဲအဲဒါကြောင့်ရန်ကုန်မှာရှိတဲ့နေမီကန်စစ်တပ်နဲ့ရင်ပြီးတော့သူတို့လက်ပါစီပေါ်ရုပ်စုနေမှာဒီအပိုင်းဆွဲတာများလာတယ်ဟု၎င်းက MBA တို့ပြောသည် မက်ရှလာ21ရက်ည9နာရီခွဲခန့်တွင်လှေရန်ကုန်းစောတရာနီလန်လျှောက်လာသောသားမီနူအနံအသက်30ခန့်အရွယ်ရှိသားဖြစ်သူကိုအင်းစီကောင်းတစီပေါ်မှလူများဆဲလောင်ကဖမ်းဆီးသည်ဖြင့်အော်ဟစ်ရုံးကန်ထွက်ပြေးရောက်လွတ်မြောက်သွားကြောင်းရန်ကုန်စကော့နဝော်ကသတင်းထုတ်ပြန်ထားသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးရန်ကုန်စကော့နဝော်မှတာဝန်ရှိသူတို့ကစစ်တော်ကဆွဲတာလို့ပြောဖို့ကျွန်တော်တို့မှာတက်အပ်တက်တည်မရှိသေးပါဘူးဗျ။ဒါပေမဲ့ဒီတော့ကံလေးပြောနေကြတာရစစ်တပ်နဲ့ရဲတွေခိုင်းတာတဲ့အဖွဲ့တွေလိုက်ဆွဲနေတာလို့သိရပါတယ်ဟုပြောသည်။ ရှခုဆလတ်ဂျင်ဆပ်ပေးမဲ့တဲ့ရင်ကတော့စစ်ကောင်စီကစစ်မှုရန်ပေါလို့ရှောင်းနေကြတဲ့လူငယ်တွေကိုစည်ရင်ကောက်ယူတာတွေနဲ့မိသားစုကိုချင်းချောက်ပြန်ခိုခိုင်းတာတွေပြုလုပ်နေတဲ့ဆိုတဲ့တဲ့ရင်ကိုဂျင်ဆပ်ပေးပါမယ်ရှင်။အေရီတိုင်းတွေကမြို့နယ်တွေဖြစ်တဲ့ရေကြီး၊ဟင်္ဒရာ၊တာပေါင်း၊လေးမျက်နှာနဲ့ငတိုင်းချောင်းမြို့နယ်တွေမှာစစ်ကောင်စီကစစ်မှုရန်တင်းရှောင်နေသူတွေရဲ့နေအိမ်တွေကိုတွားရောက်ပြီးစီရင်ကောက်ယူတာတွေနဲ့မိသားစုကိုချိန်ချောက်ပြန်ခိုခိုင်းတာတွေလုပ်နေတယ်လို့ဒေသရင်းသတင်းရှင်းမြစ်တွေထံကသိရပါတယ်။ ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကစပြီးရေကြီးမြို့နယ်ကုန်းမြင့်ရဲစခန်းကရဲတပ်သားတွေဟာဇီးရွာအတွင်းကစစ်မှုထမ်းစီရင်ပါလို့တိတ်ဆောင်သူတွေရဲ့နေအိမ်တွေကိုဝင်ရောက်ပြီးချင်းချောက်ခေါ်ဟိုင်းနာတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေရသိရပါတယ်ရဲတွေကအသက်ပြေပြီးစစ်မှုထမ်းရှောင်နေတဲ့သူတွေကိုပြန်ခေါ်ပေးဖို့လိုက်ပြောနေတာတကယ်လို့သူတို့ခေါ်တဲ့အချိန်အိမ်မှာမရှိရင်ဝရမ်းထုတ်ပြီးဖဲမယ်ဘယ်မှာပြေးလို့မလွန်နိုင်ဘူးဒါကြောင့်အမြန်ပြန်ခေါ်ပေးလို့ပြောသွားတယ်ဟုတေသာခံတို့ကမြို့တော်ကိုပြောပါတယ် ငတိုင်းချောင်းပြူနေမှာလေရခင်ကမဲနိုင်ပြီးရွေးချယ်ခဲ့ရကခုနောက်ပိုင်းရုံးနယ်စီမံအဖွဲ့ကတိုက်ရိုက်ခေါ်ယူရာတွေလုပ်နေလို့ဂျီရွာပါလူငယ်တွေအကုန်တင်းရှောင်နေကြရတာလို့ဒေသခံတွေပြောဆိုချက်အရသိရပါဗျ။အဆိုပါထွက်ပြေးတင်းရှောင်နေတဲ့လူငယ်တွေကိုရန်ပြေးဖြစ်ချညာပြီးဖမ်းမယ်လို့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကချင်းချောက်ထားတယ်လို့သိရပါဗျ။ ။ငတိုင်းချောင်းဘက်မှာလူငယ်မရှိတော့ဘူးအကုန်ပြေးကုန်ပြီ။သူတို့ကလူငယ်မှန်ရင်အထက်ကစာပါတွေဆိုပြီးရှောက်ဖမ်းတာ။အရင်တုန်းကရွာတွေမှာမဲနိုင်ပြီးမဲပေါက်တဲ့သူရှိရင်အဲ့ဒီတလကျန်တဲ့သူတွေစိတ်အေးရတယ်။အခုကမဲမနိုင်ပဲအထက်ကခေါ်ရဆိုပြီးလာဖမ်းတော့ဘယ်သူမှစိတ်မအေးရဘူး။အကုန်ပြေးရတာလို့ငတိုင်းချောင်းမြို့ကန်ကျူကမြို့တော်ကိုပြောပါရတယ်။ စစ်ကောင်စီဒုစစ်ကားဆောင်ဆိုရင်ကတော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးအောက်ခြေမှာမတမာမှုတွေရှိနေလို့နေစဉ်ပြဿနာတွေရှိနေရတယ်လို့မက်လ20ရက်နေ့ကကလောတက်နဲ့တက်မိသားစုနဲ့တွေ့ဆုံစမှာဝန်ခံသွားခဲ့ပါသေးတယ်။ဆလဘေအေအေနဲ့စစ်တပ်တိုက်ပွဲများဖြစ်ပွားနေသောလေးမျက်နှာမြို့နယ်တုံးတိုးကြီးရွာကိုစစ်တပ်ကလေးမျက်ပုံချေမှုဖုန်ကြီးချောင်းမီးလောင်ပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အင်အားရီတိုင်းလေးမျက်နှာမျိုးနဲ့တုံးတော့ချိရွာဖုန်ကြီးချောင်းကိုစစ်တပ်ကလေးချောင်းဖြင့်ပုံစဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးချောင်းမင်းလောင်ပြည့်စည်ခဲ့သောဒေသတရေရင်မြကရှန်ကုန်ခေတ်တရင်ဌာနတန်းလို့ပြောကြသည်မန်ရှလာစကိုရဲ့ညာ7နာရီခန့်ကလေးမျက်နှာမျိုးနဲ့တုံးတော့ချိရွာကိုအကြံဖက်စစ်ကောင်စီတပ်မှဂျက်ဖိုင်တာဖြင့်ပုံစဲတိုက်ခိုက်ခဲ့ရာတုံးတော့ချိရွာဖုန်ကြီးချောင်းမင်းလောင်ပြည့်စည်ခဲ့ပြီးထိခိုက်ဒေဆုံးမှုရှိမရှိနဲ့ပြည့်စည်ဆုံးရှုံးမှုတန်ဖိုးသိရှိရခြင်းမရှိသေးသောသိရသည် အပြည့်စုံတော့မသိရသေးဘူးဘုံကျဲချခံရလို့မီလောင်သွားတာပဲသိရသေးတယ်ဒေသနေပြည်သူတွေအတွက်တော့ဆိုရည်စရာအခြေအနေတစ်ခုပါဟုဒေသတွင်ရင်းမြစ်ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောကြားသည်မက်စလာဆက်ရှိရန်ညာရှင်နိုင်ဝင်ခြင်းချင်းလီမြနာမျိုးနဲ့ပတဲမိုရကလိုင်းပြီးရှိဝူကုန်းချီရွာနဲ့တောရွာချီရွာသာသို့စစ်ကောင်စီတပ်ဤလီရီများကပုံများကျဲချခဲ့ကြ။ပုံကျဲချသည့်နေရာမှာလူနေထိုင်ခြင်းမရှိသည့်နေရာဖြစ်သည့်အတွက်ထိခိုက်မှုတစ်စုံတရာမရှိခဲ့ကြသည့်သိရှိရသည်။ 明朝四十年的马萨监狱里面呢，没有武功资源，武术师、武功呀、练功、练勇、练功资源，十四有约千来元的三公元老人，成为四十年第一路最贵平民，成了一片八卦金片中。 အဆိုပါဂျင်းရွာများတွင်ထိတွေ့တိုက်ပွဲများရှနေ့အချိန်အထိပြင်းထန်နေပြီးအစံဘက်စစ်တပ်မှထိခိုက်ဒေဆုံးသူများပြားကဒေဆုံးသူများကိုအင်ကဘူမြို့နယ်ကွင်းကောက်ဒေသပသိမ်မုံရွာလမ်းမကြီးပေးရှိအုတ်တွင်ကုန်းကြီးရွာမိတ္တစုဆက်သူပို့ဆောင်တဇိုးနေကြောင်းသိရှိရပါတယ်ရှင်။